ေနောင်တတွေဆိုတာ ပူလောင်နေကြားရတာနဲ့ကိုပဲနောင်တဆိုတဲ့အတန်ကိုကြားရတာနဲ့ကိုပဲစိတ်ထဲမှာပူလောင်တဲ့သဘောလို့စိတ်ထဲမှာတန်းပြီးတော့အမှတ်ရတယ်သိရတယ်ဒါကြောင့်ဘဝမှာနောင်တတရားတွေဟာအင်မတန်ဆက်ဆုပ်เสียရကောင်းတယ်တတ်နိုင်တဲ့မြတ်နောင်တကင်းဖို့နောင်တဝေးဖို့လိုပါတယ်ဟုတ်လားဖရာမဖြစ်ခင်ဖရာအလောင်းတော်ဘဝ စနတန္ဒလို့အမည်ရတဲ့ရှင်ဘင်ကြီးတစ်ပါးဖြစ်ခဲ့ဘူးတဲ့ဦးဇင်းတို့ဘုရားလောင်းတော်ကြီးစနတန္ဒတဲ့အင်မတန်မင်းကျင်တရားနဲ့ပြည့်စုံတယ်သဘောထားကြီးတယ်တိလသမာဓိပညာနဲ့ပြည့်စုံတယ်တိုင်းသူပြည်သားတွေကို တရားဓမ္မနဲ့အုပ်ချုပ်တယ်အမြဲတမ်းဆုံးမတယ်စနတန္ဒမင်းကြီးဆိုတာရှိခဲ့ဘူးတဲ့အဲ့ဒီစနတန္ဒမင်းကြီးပြောတဲ့နောင်တတရားကိုဦးဇင်းတို့ဥစွာပြောကြည့်ရနော်စနတန္ဒမင်းကြီးက တိုင်းသူပြည်သားလူအများကိုသင်တို့ဒီတရားဒီတရားတွေကိုလွန်ကျူးရင်ဒီတရားဒီတရားတွေကိုမပြုတ်လို့ရင်နောင်ကာလမှာနောင်တတရားနဲ့ဆင်းရဲရတတ်တယ်ပူပန်ရတတ်တယ်ဆိုပြီးတော့နောင်တရကြောင်းတရား၁၀ပါးအမြဲတမ်းဟောလိရှိတယ်တဲ့ဘုရားရှင်ကိုရောမြတ်ကြီးဖြစ်မှဟောတဲ့နောင်တကိုဦးဇင်းတို့နောက်မှပြောမယ်နော် ဖရာမဖြစ်ခင်အလောင်းတော်ဘဝတုန်းကပြောခဲ့တဲ့နောင်တကလေးကို အရင်စူးစမ်းလေ့လာကြည့်ရဟုတ်လားဦးဇင်းတို့လူရင်းလေးကိုပဲအကျင်းကလေးအကျင်းကလေးတွေကြီးပဲပြောသွားမယ်ဟုတ်လားဒီတဏာကြီးပို့ဖို့အချိန်ကလေးမှာအဲ့ဒီဇနသန္တာမင်းကြီးပြောတဲ့နောင်တရစီတက်တဲ့အကြောင်းတရားတွေကိုမန္လေစရောဖရာကြီးကမဂ္ဂဒေဝလင်္ကာကျမ်းကြီးမှာရေးသားတော်မူခဲ့တယ်အဲ့ဒါလေးကိုအနှစ်ချုပ်မှတ်ကြရအောင် ဟုတ်လား ငေကလည်းရင်မသင်ပညာဥစ္စာမစုသူချစ်ကိုဖြက်သူတတ္တဆံသူမရ၌ပြင်းမာတုံပြီပစ္စည်းရှိလျက်ဆူစီမလူမွေးမျိုးမိဘမပြူကြနေပညာရှိထံနိခမ်းမမအမျက်မကျင့်ဤဆယ်စင့်ကကြီးရင်စရာဩတောခဝေပူဇာနောင်တရှိတစွတိစနတ္တနမင်းကြီးပြောခဲ့တဲ့နောင်တတရား၁၀ပါးကိုမန္လေးဆရာဘုရားကြီးက မှတ်သားဖို့လွယ်ကူစေခြင်းအကျိုးငါရွတ်ဖတ်ဖို့လွယ်ကူစေခြင်းအကျိုးငါလှလပပလင်္ကာလေးရှိထားတယ်နော်အဲ့ဒါလေးကိုဦးရှင်တို့မာတိကသဘောမျိုးလေးထားပြီးတော့ပြောကြည့်ရအောင်ငယ်ကလျှင်မသိပညာဥစ္စာမစုငငယ်တုန်းကအတတ်ပညာတွေမသိငယ်ဘူးဆိုလို့ရှိရင်ကြီးတော့ပင်ပင်ပန်းပန်းလောက်ကင်စားတော့ရတော့သူမဟုတ်လူတော်လူကြီးလူရမှာအရာမရောက်ဖဲနဲ့ ပညာမဲ့တဲ့လူဒန်းစားတရက်အနေနဲ့မိမိတို့မှာဩငငယ်တုန်းကငါပညာမသင်ခဲ့ရပါလားပညာမသင်ခဲ့ရလို့လူဒန်းစီမနေရပါလားပစ္စည်းဥစ္စာအတွက်စားဝတ်နေရေးအတွက်နဲ့ပင်ပင်ပန်းပန်းလုပ်ကင်စားတော့နေရပါလားလို့နောင်တစ်ချိန်မှနောင်တရတတ်တယ်နော်ကလေးလေးတွေအရွယ်ကစပြီးတော့နားလေဖို့ကောင်းတဲ့တရားပေါ့ဟုတ်လားအောက်မှာကလေးလေးတွေတွေ့ရတယ်နော်အေး ဲ့ဒီတော့ပထမနောင်တမရအောင်ငေကလျင်မသိပညာနောင်တတရားရခြင်းရဲ့နံပါတ်1အကြောင်းကဘာလဲငေတုံးကပညာမသိခဲ့လို့ရှိရင်ကြီးရင်နောင်တရတတ်တယ်ဟုတ်လားငယ်ကလျင်မသိပညာဥစ္စာမစုပစ္စည်းဥစ္စာရှာနိုင်တဲ့အရွယ်မှာပစ္စည်းဥစ္စာကိုမစုဆောင်ခဲ့ဘူးဆိုရင်လည်းပဲကြီးတော့နောင်တရတတ်တယ် ခန္ဓာကိုယ်ကြီးလာတော့စွမ်းအင်တွေကအကုန်လုံးရှုံရှုံကုန်ပြီဆုပ်ယုပ်ကုန်ပြီမရှာနိုင်တော့ဘူးမဖွေနိုင်တော့ဘူးအဲ့ဒီအချိန်မှာပစ္စည်းလက်မဲ့အဖြစ်ဖြင့်ဩငငယ်တုန်းကငါပစ္စည်းတွေတော့ရအောင်ရှာနိုင်ခဲ့တာပဲဒါပေမဲ့အဲ့ဒါတွေငါကောင်းကောင်းမွန်မွန်မရှိမဆောင်ခဲ့တော့အခုဒီမှာပူလောင်နေရပြီဆင်းရဲနေရပြီဆိုပြီးတော့နောင်တရတတ်တယ်ငယ်ကလျင်မသိပညာဥစ္စာမရှိ ဥစ္စာမစုလို့ပြောတာနော်ဥစ္စာမရှာလို့မပြောဘူးဟုတ်လားအေးဥစ္စာမစုရှာတာတဲ့စုတာကပိုပြီးတော့အရေးကြီးတယ်ဘလောက်ဖယ်ရအောင်ရှာရှာမစုမဆောင်းလို့ရှိရင်ဒုက္ခရောက်မှာပဲဟုတ်လားသုံးမယ်ဆိုရင်ရှာခြင်းတလောက်ရှာကိုအောင်သုံးလို့ရတာပဲဗျဟုတ်လားအဲ့ဒီတော့ကြီးတော့ပစ္စည်းဥစ္စာနဲ့ပတ်သက်တဲ့အယူအဆတစ်ခုကရှာနိုင်ဖို့တဲ့စုဆောင်းနိုင်ဖို့ကအရေးကြီးတယ် ဲ့လိုစကားလေးတွေကိုတိတိကျကျလေးနားလည်ရမယ်နော်အေးဒါကြောင့်ငယ်တုန်းကပညာမသင်ခဲ့ရင်နောင်တရမယ်ငယ်တုန်းကဥစ္စာမရှုခဲ့ရင်ကြီးတော့နောင်တရမယ်ငယ်ကလျှင်မသင်ပညာဥစ္စာမသုသူချစ်ကိုဖြစ်သူတတ္တသာသူချစ်ကိုဖြစ်တဲ့နော်တပါသောသူတို့ရဲ့ချစ်ချင်းတရားတွေကိုပြပြစေတဲ့စကားမျိုးเนาะကိုပြောလိုက်လို့စီလုံးမှုတွေပြပြသွားတယ်ချစ်တဲ့သူနှုတ်ရဲ့အချစ်တွေ ကန်းချောက်သွားတယ်အဲ့ဒါကြောင့်သူတို့စိတ်ဆင်းရဲသွားကြတယ်အဲ့ဒါမျိုးတွေကိုလုတ်ခဲ့ဘူးမယ်ဆိုရင်ကြီးလာတော့နောင်တရတတ်တယ်ဟုတ်လားကိုစကားကြောင့်လူသားအချင်းချင်းစီလုံးမှုမပြတ်ပြားစေသင့်ဘူးဟုတ်လားဘာကြောင့်လဲဆိုတော့စီလုံးမှုပြတ်ပြားပြီးတော့အမုန်းတရားတွေပွားသွားတယ်ဆိုရင်အကုသိုလ်အင်မတန်ကြီးတယ်ကိုကြောင့်သူတစ်ပါးအကုသိုလ်တွေအများကြီးကြီးသွားတာမဟုတ်လို့အဲ့ဒါနောင်တရစေတတ်တယ်ဟုတ်လား ငယ်ကလျင်မသိဉာဏ်ဥစ္စာမရှိသူချစ်ကိုဖြက်သူသက်သက်စာစားတဲ့ရာဟင်းဒီဟင်းရွက်အသီးအနှံတွေအများကြီးရှိပါလှဲ့ကင်နဲ့တနည်းအားဖြင့်ပန့်တကူအသားတွေပါတွေလဲဝယ်စားမယ်ဆိုစားလို့ရပါလှဲ့ကင်နဲ့သူများအသက်ကိုကိုယ်တိုင်တတ်ပြီးတော့စားတာတနည်းအားဖြင့်ကိုယ့်ကြောင့်သူများအသက်သေရတာကိုစားဖို့အတွက်ကိုပယောကမကင်းမဲနဲ့ပေါ့လေဟုတ်လားအေးအဲ့ဒါလို့သူများအသက်ကိုတတ်စားရင်လည်းပဲကြီးတော့ နောင်တရတတ်တယ်ဒီခန္ဓာကိုတည်တံ့ရေးအတွက်ငါလုပ်ခဲ့တာဘာမှလည်းအနှစ်ရှိတာလည်းမဟုတ်ဖဲနဲ့ဟုတ်လားအဲ့ဒါလိုကြီးတော့အတိကလေးတွေကလည်းရှိလာမှလေငငယ်ရရအဲ့ဒါလိုတောင်းတောင်းကြမ်းကြမ်းအစားအသောက်အတွက်နဲ့ပါဏတိပါဒမှုတွေအများကြီးပြုခဲ့ရင်နောင်တရတတ်တယ်ငယ်ကလျှင်မသိပညာဥစ္စာမစုသူချစ်ကိုပြန်သူတတ်သက်ဆံသူမရနိုင်ပြမဒုံပိဟောမိမတွေမတုကမာတွေအများကြီးရှိပါလက်ကင်နဲ့ ူတပန်းပိုင်နဲ့မလွတ်မလပ်အမျိုးသမီးနဲ့မှငါဒီလို ဖောက်ပြားမှုဖြစ်ရတယ်လို့ကြီးတော့နောင်တရတတ်တယ်မျိုးသမီးဒီဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းပဲငါမှကာမပိုင်လင်ယောက်ချမ်းရှိပါလက်ကင်နဲ့ငါသစ္စာတွေပြက်ခဲ့တယ်လို့ကြီးတော့နောင်တရတတ်တယ်ဒါကကိုချက်ပြီးတော့တွေးရမယ်နော်အဲ့ဒီကိစ္စကလည်းအင်မတန်ကြီးကျယ်တဲ့ကိစ္စကြီးတစ်ခုပဲဟုတ်လားအေးဒါကြောင့်လွန်ကျူးမိရင်နောင်တတွေနဲ့ ပူပန်ရတတ်တယ်နော်သူချေကိုဖြတ်သူတသသသူမယာ၌ပြမတုံပြီပစ္စည်းရှိလျက်ဆိုးစီမလူဟောပစ္စည်းဥစ္စာပြည်စုံမှာလှဲ့ခင်နဲ့လှူမယ်ဆိုရင်လှူနိုင်မှာလှဲ့ခင်နဲ့မလှူခဲ့ဘူးမပေးခဲ့ဘူးနှမျောခဲ့တယ်ဝန်တိုခဲ့တယ်ဒါကလည်းခက်တော့ခက်ကြီးပဲလှူနိုင်ဖို့အတွက်ပစ္စည်းဥစ္စာဘယ်လောက်ရှိရမယ်လို့သတ်မှတ်ချက်ကတော့မရှိဘူးနော်ဘယ်လောက်ရှိမှလှူရမယ်လို့သတ်မှတ်ချက်မရှိဘူး နည်းနည်းရှိလဲနည်းနည်းလေးတည်းကသာကိုလှူခြင်းရင်လှူလို့ရတာပဲကိုမလှူခြင်းရင်တော့အများကြီးရှိလဲလှူလို့မရဘူးအဲ့တော့လှူရေးတန်းရေးမှာပစ္စည်းဥစ္စာကအ धिक ကြတာမှန်ပေမဲ့လို့တရားတရားကပစ္စည်းဥစ္စာတဲ့ပူပြီးတော့အ धिक ကြတယ်သူမရှိရင်ဘာမှကိုမလှူနိုင်ဘူးပစ္စည်းမရှိပေမဲ့လို့တရားတရားရှိမယ်ဆိုရင်တော့ဟုတ်လားစွန်ကလေးတစ်စွန်ရေကလေးတစ်မှုတ်ဒီလောက်ကလေးကတော့လူတိုင်းပေးနိုင်တယ်နော်အေးဒါကြောင့် ပစ္စည်းရှိရင်နဲ့မလှခဲ့လို့ရှိရင်ကြီးလာတော့ဩငါမယ်ကုသိုလ်ကောင်းမှုတွေလှုပ်ခွင့်ကြုံရင်နဲ့ငါမလှုပ်ခဲ့ဘူးငါမိုက်ခဲ့တာလို့နောင်တရတတ်တယ်တဲ့ငေကလျင်မသိပညာဥစ္စာမစုသူချစ်ကိုဖြက်သူသက်သက်ဆံသူမရနိုင်ပြမတုံပြီးပစ္စည်းရှိလျက်ဆိုးစီမလှူ၆မျိုးရှိသွားပြီနော်မွေးမြူမိဘမပြူကြနဲ့ဟုတ်လား မိဘနှစ်ပါးအသက်ထင်ရှားရှိပါလေကနဲ့ကိုယ်ပေါ်မှာမေတ္တာအကြီးဆုံးဖြစ်ခဲ့တဲ့ပုံကိုယ်တွေကိုယ်ပေါ်မှာကျေးဇူးအကြီးဆုံးဖြစ်ခဲ့တဲ့ပုံကိုယ်တွေကိုကျေးဇူးတရားတုံ့ပြန်ရကောင်းမှမသိဘူးမေတ္တာတရားနဲ့တုံ့ပြန်ပြီးတော့ချစ်ရကောင်းမှမသိဘူးမိဘကိုမွေးခဲ့ရကြွေးခဲ့ရကောင်းမှပြုစုရကောင်းမှယူရကောင်းမှမသိခဲ့ဘူးဆိုရင်အဲ့ဒါမိဘတွေလည်းဆုံးမသွားပြီကိုကမိဘနေရာရောက်လာပြီအသက်တွေတဖြည်းဖြည်းကြီးလာပြီဘဝနောက်ကြောင်းလေးပြန်ပြီးတော့ကြည့်လိုက်တော့ဩငါမိုက်ခဲ့တာ အမေဖေကိုလွန်းဆွတ်တန်တပြီးတော့ငါဘာမှဝတရားမကြည်ခဲ့ဘူးဆိုပြီးတော့နောင်တတွေရလိမ့်မယ်တဲ့ဘယ်နှပါရှိသွားပြီခုနှစ်ပါရှိသွားပြီအေးပြီးတော့ကိုယ့်ရဲ့အုပ်ဆိုးတဲ့ဖခင်ကိုကလန်ကဆန်ပြန်ပြီးတော့လှုပ်ခဲ့ရင်လည်းပဲအော်ငါဖခင်ကငါကိုလိမ်မာစေခြင်းလို့ဆုံးမတာငါကနားမထောင်ခဲ့ဘူးမထင်မဲ့မြင်ပြုတ်ခဲ့တယ်ဆိုပြီးတော့လည်းပဲနောင်တရတဲ့တဲ့ဘယ်နှမျိုးရှိပြီတော့ရှစ်ချက်ရှိသွားပြီ နော်မွေးမြူမိဘမပြူကြနဲ့ပညာရှိထံနိခမ်းမမအမျက်မကျင့်ဤဆယ်စင့်ငါကုကုမြောက်ကပညာရှိသူတော်ကောင်းနေလောကရဲ့အကြောင်းဘဝရဲ့အကြောင်းနားလေကြတဲ့ပုဂ္ဂိုလ်တွေရှင်ရဲ့အကြောင်းချမ်းသာအကြောင်းကိုနားလေကြတဲ့သိကြတဲ့ပုဂ္ဂိုလ်တွေလောကကြီးမှာအများကြီးပဲရှိတယ်အဲ့ဓာတွေကိုရှင်ရဲ့အကြောင်းကဘာလဲလို့မေးရကောင်းမှမြန်ရကောင်းမှမသိဘူးချမ်းသာအကြောင်းကဘာလဲလို့မေးရမြန်ရကောင်းမှမသိဘူး တန်ဇေယဆိုတာဘယ်လိုနိဗ္ဗာန်ဆိုတာဘယ်လိုထင်ရှားရှိနေတဲ့ဒီငြိမ်းချမ်းချောင်းတရားတွေ ਨੇ သိနိုင်ွင့်မြင်နိုင်ွင့်ရှိနေတဲ့အခါမှာသိတဲ့မြင်တဲ့ပုံကိုယ်တွေရှိလဲရှိနေပါလှဲ့ခင်နဲ့ကိုမမေးခဲ့ဘူးနီးမခံခဲ့ဘူးမစူးစောင်းခဲ့ဘူးအဲ့ဒီပုံကိုယ်တွေရဲ့ထံမှာချင်းကပ်ပြီးတော့တပြိမခံခဲ့ဘူးမနတွေနဲ့တင်းပြီးတော့ဟုတ်လားအသိဉာဏ်ဆိုတာတူးစီကနဲ့တူးစီးစင်းသွားရတဲ့သဘောမျိုးရှိတာဘူးဗျဟုတ်လား စကလုံးတွေကနေတခြင်းအတိဘယ်ဖွင့်ဆိုချက်တွေနဲ့နားလေကြရတာမို့လားအေးဒါကြောင့်ပညာရှိသူတွေကောင်းအသိအမြင်ရှုရှာတော်မူကြတဲ့ကျေပြန့်တော်မူကြတဲ့ပုဂ္ဂိုလ်ကြီးတွေရှိပါလှဲ့ခင်တဲ့ကိုကျိုးစည်းဝါအစ်စ်အမှန်ကိုမေးမြန်းရကောင်းမှမသိတပည့်ခံရကောင်းမှမသိတော့ကြီးတော့အဲ့ဒါဘာဖြစ်လဲဆိုတော့တော်တယ်မှာကျွဲကန်းကြီးလျှောက်သွားနေတယ်လို့မျိုးဘာတရားမှမသိဘာအကျိုးအကြောင်းမှမသိချမ်းသာအကြောင်းလည်းမသိဆင်းရဲအကြောင်းလည်းမသိ ဘာမှမသိဘဲနဲ့ရှင်ကန်းတော်တို့ပေါ့နော်အေးအဲ့ဒါလို့နဲ့မှားယွင်းတဲ့အလုပ်တွေကိုလုံမိတက်ပြီးတော့မှန်ကန်တဲ့အလုပ်တွေနဲ့လွဲချော်တက်ပြီးတော့နောင်တတွေနဲ့ပူရတတ်တယ်တဲ့သူကတော်တော်ကိုအရေးကြီးတယ်လို့ထင်တယ်ဗျနော်ပညာရှိထန်နီးခမ်းမမှတ်အမျက်မကျန်ဤဆယ်စင်ငါနောက်ဆုံးတရားကတော့ငယ်ရွယ်တဲ့အချိန်ခန္ဓာကိုယ်ဆွမ်းအာဉာဏ်ဆွမ်းအာစိတ်ဓာတ်ဆွမ်းအာတွေလည်းရှိတယ် ူတော်ကောင်းတရားကိုဘလို့ကျင့်ရတယ်ဆိုတဲ့နီလန်းတွေကိုလည်းပြည်ပြည်ရှုံလုံးသိတယ်အာလုံအယံသင့်ဖြစ်နေခဲ့ပါလှဲ့ခင်းတဲ့မြတ်သောအကျင့်ကိုအကြောင်းအမျိုးမျိုးကြောင့်မကျင့်မိဘူးမိသက်ဟိအကြောင်းနေတော့မပြောတော့ဘူးဗျာအကြောင်းအမျိုးမျိုးကြောင့်ကတော့ဟုတ်လားအမျက်မကျင့်ရခြင်းရဲ့အကြောင်းအမျိုးမျိုးအကြောင်းကိုပြောမယ်ဆိုရင်တရားကတဏှာကြီးအတွင်းအဲ့ဒီအကြောင်းအမျိုးမျိုးတွေပြောနေတာနဲ့ပြီးတော့မှာမဟုတ်တော့ဟင်တရားမကျင့်နိုင်ခြင်းရဲ့အကြောင်းအမျိုးမျိုးတွေအများကြီးမရှိဘူးလားရှိတယ်အဲ့ဒါပါလဲဆိုတော့ ကိုအတွေးလေးနဲ့ကိုအဟုတ်ကြီးမှန်နေအဲ့ဒါပဲတရားမကျင့်ခြင်းရဲ့အကြောင်းအမျိုးမျိုးကိုအကျဉ်းချုပ်လိုက်ရင်ဒကာကြီးရဲ့အဲ့ဒါပဲဗျကိုအတွေးလေးတွေကိုကိုအမှန်ထင်းနေတာဟုတ်လားကိုအတွေးကိုကိုအမှန်ထင်းနေတာဘုရားအစရှိတဲ့ပညာရှိသူတော်ကောင်းကြီးတွေကမြတ်သောအကျင့်ကိုကျင့်လို့သူတို့ကတော့မေတ္တာကရုဏာပြတ်ထမ်းပြီးတော့ပြောတော့ပြောတာပဲကိုလည်းကြားတော့ကြားတာပဲသိတော့သိတာပဲဒါပေမဲ့သူတို့ခိုင်းတာကသူတို့ခိုင်းတာကိုအကောင်အထည်ဖော်ပြတာများသလား ကိုယ်အတွေးတွေက ခိုင်းတာတွေကိုအကောင်အထည်ဖော်ပြတာများလားအင်းအတွေးတွေကလည်းအမျိုးကိုစုံနေတာပဲလူအများကြီးရဲ့အတွေးကိုပြောနေတယောက်တည်းရဲ့အတွေးကိုအမျိုးမျိုးရှိလိမ့်မယ်ဟုတ်လားအဲ့ဒီအတွေးပေါင်းစုံတို့ရဲ့လှည့်စားချက်ဓာန်ကိုမိပြီးတော့ခွန်အားတွေရှိတုန်းကမြတ်သောအကျင့်ကိုမကျင့်လိုက်မိဘူးတဲ့အဲ့ဒါအသက်ကြီးလာအိုမင်းလာတော့သေပေါ့သေဝရောက်လာပြီဆိုတော့ နောင်တတွေနဲ့ပူရတဲ့တဲ့နောင်တတရားဘယ်နှမျိုးလဲ၁၀မျိုးအဲ့ဒါဇဏတန်တမင်းကြီးပြောတဲ့နောင်တ၁၀ပါးတဲ့ဗျာသူတိုင်းသူပြည်သားတွေကိုသူအမြဲတမ်းဆုံးမတဲ့နော်ဒါကြောင့်အချိန်ရှိတုန်းအရွယ်ရှိတုန်းမှာကြီးလာတဲ့အခါမှာနောင်တတရားတွေနဲ့မပူလောင်ရအောင်ဒီ၁၀မျိုးကလည်းပဲမှတ်သားစရာအင်မတန်ကောင်းနေလို့ဦးဇင်းတို့ကတော့ထင်တယ်ဟုတ်လားဒါကြောင့်လူငယ်တွေအတွက်လည်းရည်ရွယ်ပြီးတော့ပြောလိုက်ပါတယ်နော် ထပ်ပြီးတော့နေကုန်းကျုပ်လေးတစ်ခေါက်ရွတ်မယ်နော်အဲ့ဒီလင်္ကာလေးကိုငယ်ကလျှင်မသိဉာဏ်ဥစ္စာမရှု သူ့ချစ်ကိုဖြစ်သူ့တသက်သာသူမရ၌ပြင်းမာတုံပြီပစ္စည်းရှိလျက်ဆိုးစီမဲ့လူ မွေးမြူမိဘမပြူရနဲ့ပညာရှိထံနိခမ်မမှအမျက်မကျင်ဤဆယ်စင်က ကြီးရင်စရာအိုသောခဝဲပူစာနောင်ဒရှိတဲ့စွတ်ဒီဒါနောင်ဒတရား၁၀ပါဟုတ်လား